ရှင်ပြန်ကစားခဲ့တဲ့ဝူရှူအောက်ကစားပြိုင်ပွဲထောက်လုပ်ကစားနေအမျိုးသားမျိုးသမီးပြိုင်ပွဲ၄ပွဲမှာမြန်မာအသင်းကရှီတစိစုတစ်ခုရရှိခဲ့ပါတယ်မြို့သားနန်းတောင်ကစားနေမှာမြန်မာမှဝေဖြောင်းက၉ဒသမ၆ကိုပဲနဲ့ပထမမလေးရှားကဒုတိယ VLN ကတတိယရရှိခဲ့ပါတယ် ချာအင်းတို့ဗီယန်နမ်အဓိကထားပြီးရှင်းပြရတာ။ခုရတော့တွေးလိုက်ရမှာရှုတစ်ခုရရှိခဲ့ပါတယ်။နောက်ထပ်နန်းချွတ်မှာရှုတစ်ခုရရှိခဲ့ပါတယ်။နန်းတောင်းမှာရှုတစ်ခုရရှိခဲ့ပါတယ်။အလုံးပေါင်းလုံးကကျွန်တော်ငယ်ပွဲမှာလည်းစူးစိတ်ရကြရောက်ရရွှေငယ်ပွဲနဲ့ပတ်သက်ပြီးတော့ရွှေဆက်ဥစားရွှေဆက်တစ်ခုရရှိခဲ့ပါတယ်။ပြီးတော့ငွေနှစ်ခုနဲ့ကြေးလေးကိုရရှိခဲ့ပါတယ်။နောက်ဆုံးအဲ2017မှာကျွန်တော်စီးကေပထမဆုံးကစားပါတယ်။ကစားမှာကျွန်တော်ရွှေတစ်ခုနဲ့ကြေးတစ်ခုရရှိခဲ့ပါတယ်။ ဒေသတောင်းစုပစံနေမှာတော့အင်ဒိုနီးရှားကပထမ BNN ကဒုတိယမလေးရှားကတတိယရရှိခဲ့ပါတယ်။မြို့သမီးနန်ချန်ပြိုင်ပွဲမှာတော့အင်ဒိုနီးရှားကပထမဒုတိယဆုနှစ်ခုစလုံးရရှိခဲ့ပြီးမလေးရှားကတတိယရရှိခဲ့ပါတယ်။မြို့သမီးချန်စုပြိုင်ပွဲမှာတော့မလေးရှားကပထမ BNN ကဒုတိယအင်ဒိုနီးရှားကတတိယရရှိခဲ့ပါတယ်။ ယနေ့ရှင်မြန်ကစားတဲ့ဝူရှူအာကစားနေ၆လူပွဲစဉ်မှာတော့မြန်မာမှာရှေ့တစ်စုတစ်ခုရရှိခဲ့ပြီးရှေ့တစ်စုရရှိခဲ့တဲ့ဝေဖြူအောင်ဟာ၂၈ကြိမ်ကျော်စီးကိန်းပြိုင်ပွဲဝူရှူကစားနေမှာရှေ့တစ်စုသုံးစုစုခုပေးခဲ့ပြီးဖြစ်ပါတယ်။ ရှင်တော်ဒုတိယအဆင့်မျိုးကွယ်အမျိုးသားမျိုးသမီးပွဲစဉ်တွေမှာတော့မြန်မာအမျိုးသားအသင်းက195ကမှနဲ့ပထမအမျိုးသမီးအသင်းက158မှာဖြစ်ပထမနှစ်သင်းစလုံးရှိတဲ့သင်းစုရရှိခဲ့ပါတယ်ဆိုပါပွဲစဉ်မှာထိုင်းအသင်းကဒုတိယကမ္ဘောဒီးယားနဲ့လာအိုအသင်းတွေကပူးတွဲတတိယရရှိခဲ့ပါတယ်ရွေးရချင်းလုံးပြိုင်ပွဲကိုဒီဇင်ဘာလ၄ရက်နေ့ကတည်းကစတင်ရှင်းပြခဲ့တာဖြစ်ပြီးယနေ့ဒီဇင်ဘာလ၉ရက်နေ့မှာတော့ချင်းလုံးကစားနေပြီးဆုံးသွားပြီဖြစ်ပါတယ်